ီရင်ပဋိပက္ခအကြောင်းပြပြီးပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အမည်မသိလက်နက်ကိုင်ဖွဲ့တွေပေါ်ပေါက်နေတယ်လို့ပြစ်စမမှန်နိုင်ပြည်သူ့ကူညီပေးရေးအဖွဲ့ PMCSG ရဲ့6လတာစစ်တမ်းမှာဖော်ပြထားပါတယ်။နေပြည်တော်ပါဝင်ရန်ကုန်တိုင်း၊စကိုင်းတိုင်း၊မကွေးတိုင်းစားတဲ့နေရာတွေမှာစစ်ရာဇဝမှုလူခွင့်ရေးချိုးဖောက်မှုနဲ့ရာဇဝမှုဆိုင်ရာကျူးလွန်မှုအကြိမ်ပေါင်း659ကြိမ်ရှိခဲ့တယ်လို့ PNCSG ကပြောပါတယ်။ဒါ့အပြင် PNCSG က စစ်တမ်းပြုစုတဲ့အခါဆေးရသွေးမှုရသွေးမှုလူခွင့်ရေးချိုးပေါက်ခံရမှုနဲ့စီရေးပြတ်မှတ်ရဲသားပြတ်မှတ်လို့ခွဲခြမ်းပြုစုထားသလိုကျူးလွန်သူအုပ်စုကိုစစ်ကောင်စီလက်နက်ကင်တော်လိုင်းတပ်ဖွဲ့နဲ့အမည်မသိအဖွဲ့အစည်းများဆိုပြီးတုံးမဲ့ခွဲခြားထားတယ်လို့ PNCG ရဲ့တာဝန်ခံကရှင်းပြပါဗျာဒီကျွန်တော်တို့စစ်တမ်းကောက်တဲ့ နေရာမှာရှိကပြောခဲ့တယ်လို့ပဲကျွန်တော်တို့အုပ်စုသုံးခုခွဲခဲ့တယ်အပထမအုပ်စုသည်စေအုပ်စုနဲ့ဆက်ဆက်နေတဲ့အဖွဲ့အစည်းတွေဂျူလွန်တာဒုတိယအုပ်စုသည်ကျွန်တော်တို့တော်လန်ရေးနဲ့ဆက်ဆက်နေတော့အင်အားစုများကဂျူလွန်တာပေါ့အတတိယအုပ်စုကကြတော့တနတ်တော်ကိုင်ထားတယ်လက်နက်တွေကိုင်ထားတယ်အဲသို့တော့ကျွန်တော်ကဘသူရဲ့အဖွဲ့အစည်းလက်အောက်ခံမှာကျွန်တော်ကဘယ်အဖွဲ့အစည်းပါလို့ကြွေးကြော်မထားဘဲနဲ့လက်နက်အားကိုနဲ့အခုနကလူထုဟိုရန်ကားနေတယ်လို့ပဲကျွန်တော်သုံးကြည့်ပါတယ်ဒီမှာပေါ့လေအဲလုံနေတယ်အုပ်စုတွေကိုလည်းကျွန်တော်တို့ကောက်ယူခဲ့တယ် ကောက်ယူခဲ့တဲ့နေရာမှာကျွန်တော်တို့ဒီ6လတာအတွင်းမှာ83ချိန်ကောက်ယူနိုင်ခဲ့တယ်။အဲ့ဒါကဘာလဲဆိုအရက်သားတွေကိုပြင်မှတ်ထားနေတာတကယ်တကယ်စည်ရေးပြင်မှတ်သည်ကျွန်တော်တို့အနည်းငယ်လေးပဲရှိတယ်။အာသူတို့စည်ရေးပြင်မှတ်တို့ကောင်းစင်တက်တာမျိုးဒလန်ရှင်းနေလို့ကောင်းစင်တက်တာမျိုးဖြစ်စင်သည်အနည်းငယ်ပဲရှိတယ်။ကြံတဲ့ဟာတွေကဒီအရက်သားတွေကိုထိကြိုက်တာတိုက်ခိုက်တာအရက်သားတွေပေါ်ပိတ်နေတာမျိုးကိုကျွန်တော်တို့တွေ့ရတယ်။ဒီထဲမှာဆိုရင်ကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုပဲအမမုံရွာမှာဖြစ်ခဲ့တဲ့ဓမြတိုင်မှုလိုဟာမျိုးနေပြည်တော်မှာ ကျွန်တော်တို့ရေပြီးခဲ့တဲ့ကာလရေကြီးစဉ်ကာလမှာတောင်မှဟိုလူတွေဒုက္ခရောက်နေတဲ့အချိန်မှာအိမ်မော်ဒီတက်ပြီးတော့ဓမြတိုက်တဲ့ကိစ္စမျိုးတွေနောက်လုံခြံတက်ပြတ်မှုလူရမှုနောက်ချိချောက်ငွေငင်းမှုတွေဒါတွေကိုတင်းတင်းကြဲကြဲလုပ်နေတာကိုကျွန်တော်တို့မြင်ရတယ်ဒါကဘာလဲဆိုတော့စိတ်ရေးပြိပခနောက်ဆက်တွဲရသူတလုံးငါတမင်းဖြစ်လာတဲ့ကိစ္စမျိုးတွေဒီစိတ်ရေးပြိပခကိုအကြောင်းပြပြီးတော့အာဒီလက်နက်အားကိုလည်းလူလူပေါ်ဖိနေတဲ့အင်အားစုကတတ်တတ်ရှိလာပြီဆိုတာကိုကျွန်တော်တို့မိမောင်းထိုးပြနေတယ်လို့ဖြစ်တယ်ကျွန်တော်တို့မြင်နေရတာမျိုးပေါ့ ဒါမျိုးကိုကျွန်တော်တို့စစ်တမ်းသုံးသပ်ချက်အနေနဲ့ကျွန်တော်တို့တွေ့ရတယ်။စောင်းကြီးကရိယာဂျေပန်နဲ့သခိုင်းတိုင်းမှာဆိုရင်ဖြစ်စဉ်ပေါင်း343ကြိမ်တရှိခဲ့တယ်လို့ရန်ကုန်တိုင်းမှာအကြိမ်180မကွေတိုင်းမှာ82ကြိမ်နဲ့နေပြည်တော်ကောင်စီနယ်မြေမှာ54ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။စီးပရိပခါတွေမရှိသလောက်နေပါတဲ့ရန်ကုန်တိုင်းမှာစစ်ကောင်စီကစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးလူငယ်တွေကိုဖမ်းဆီးတာတွေနေအိမ်တွေထိဝင်ရောက်စီးနှင်းစစ်ဆေးတဲ့လူခွင့်ရေးချူပေါတာတွေကိုဇက်တိုက်စုလို့လုံဆောင်နေရမျိုးရှိနေတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့အတိအကျကျွန်တော်တို့ကောက်ယူထားနိုင်တဲ့အချက်လက်တွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စက်တန်းအဲတုံးတက်တဲ့နေရာမှာကျွန်တော်တို့ character သုံးခုပေါ့လေအဲကျွန်တော်တို့ set တန်းကောက်ခဲ့တဲ့ osu 1နဲ့3ကိုခွဲခြားတဲ့အချိန်မှာဒီ set တက်နဲ့ပတ်သက်တဲ့ကိစ္စပေါ့လေအဲ set တက်ဆိုတာအခုနောက်ပိုင်းမှာအဲ set တက်အပြင်ရဲတက်ဖွဲ့ပါတယ်အဲကျွန်တော်တို့ပြည်သူစစ်တီပြူစောတီတွေနောက်ထွေအုပ်တီလိုဟာမျိုးပေါ့လေသူတို့တွေနေရဲ့ပတ်သက်တဲ့ အချက်လက်တွေကိုကျွန်တော်တို့စမ်းစစ်တဲ့နေရာမှာဆိုရင်ကျွန်တော်တို့ဒီအဓိကပြဟိုအရက်သားတွေကိုပြက်ပတ်ထားတဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့အဓိကထားပြီးကျွန်တော်တို့တွေ့ရှိရတယ်အဲဒါဒီဟိုဘာကြောင့်လဲဆိုရင်ဟိုကျွန်တော်တို့သုံးသက်ချက်အရာတော့အဲစုံမှုနယ်မြေတွေတော်လိုင်းအင်အားစုတွေဘက်ကစုံမှုနယ်မြေတွေများလာတယ်ဒီလိုများလာခြင်းဒီအဲဒေသအတွင်းမှာရှိတဲ့လူတို့ရဲ့ထောက်ခံမှုကြောင့်ဆိုတဲ့ခုနကသူတို့ဘက်ကစွတ်စွဲချက်ပုံစံမျိုးနဲ့အဲဒီလူတို့ကိုငါတို့ချိန်မုန်းနိုင်ရင် ော်လိုင်းအင်အားစုတွေအားနေသွားမယ်ဆိုတော့ concept မျိုးနဲ့သူတို့လူလူကိုပို့ပြီးတော့အရက်သားပြတ်မှတ်တွေကိုဥတီတဲ့ဥစ္စာတွေကိုလှုပ်လာတာကိုကျွန်တော်တို့တွေ့ရတယ်။လှုပ်လာတဲ့နေရာမှာလည်းရှေ့မှာအာကျွန်တော်တို့ရှေ့ရစစ်တမ်းဝိုင်းတော်သားတွေပြောခဲ့တယ်လို့ပေါ့လေ။လူမဆန်တဲ့ခုနကပြစ်ခတ်တိုက်ခိုက်မှုပုံစံပေါင်းနောက်များစွာသူတို့တုံးနေ။အာနောက်ပြီးတော့ဟိုပို့ပြီးတော့အာဒီထဲမှာဟိုတိတာထင်ရှားတဲ့ကိစ္စမျိုးဆိုရင်ခုနကဒီစေယုံစေပေးကန်းလို့ဟာမျိုးပေါ့လေ။ကျွန်တော်တို့ကလေးမျိုးတွေနှစ်ချောင်းမှရှိတဲ့ တိုက်နေစိတ်ယုံလို့ဟာမျိုးလူတွေစိတ်ရင်းနေလည်းမပတ်တော့ဘူးလူတွေကြားမှရင်ဝန်ဆောင်မှုပေးနေတဲ့စိတ်ယုံကိုပြတ်မှတ်ထားပြီးတက်တဲ့ပုံကျဲတိုက်ခိုက်တဲ့ကိစ္စမျိုးပေါ့လေဒီလိုဟာမျိုးကိုသူတို့လောက်လာတာမျိုးကိုကျွန်တော်တို့ဒီစတန်တစ်ခုလုံးနဲ့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒီလိုပဲခုခံတော်လှန်ရေးပြုလုပ်နေကြတဲ့အမျိုးသားညညရေးအစိုးရအန်ယူဂျီလာအောက်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပါခဖတွေဒေသခြေပြည်တော်လှန်ရေးလှုပ်ဆောင်နေကြတဲ့ကာကွယ်ရေးအဖွဲ့ Local PDF တွေနဲ့အခြားမြင့်မတီဖွဲ့တွေက ကျူးလွန်တဲ့ကိစ္စရပ်တွေကိုလည်းတွေ့ရှိရတယ်လို့ PNCG တာဝန်ခံကစက်ပြောပါဗျ။နောက်တစ်ခုကတော့ကျွန်တော်တို့ရှေ့မှာကျွန်တော်တို့ဆိုခဲ့သလိုပဲအာဒုတိယမြောက်အုပ်စုနှစ်အနေနဲ့ပေါ်လေးအုပ်စုနှစ်မှာဆိုတော့ဟိုတရားဝင်အခုကျွန်တော်တို့အမျိုးသားညီညွတ်ရေးဆိုရ MOD လောက်အောင်မှာရှိတဲ့ဒေါ်လာအင်အားစုတွေပါသလိုကြံသောအင်အားစုတွေကနေပတ်ဝန်းပတ်သက်တဲ့ case တွေကိုကျွန်တော်တို့အာလေ့လာကြည့်တယ်လေ့လာတဲ့နေရာမှာကျွန်တော်တို့အာဆန်းစစ်ကြည့်တဲ့နေရာမှာကျွန်တော်တို့ အခုစစ်တမ်းကစရုပ်ထအချိန်မျိုးဖြစ်ပါတယ်အဲကျွန်တော်တို့ရှေ့မှာလည်းစစ်တမ်း၃ချိန်ထုတ်ထားပြီးပြီပေါ့လေအဲ့ဒီစစ်တမ်း၃ချိန်ကတွေ့ရှိချက်တွေနဲ့အခုလက်ရှိစစ်တမ်းတွေ့ရှိချက်မှာကျွန်တော်တို့အဲကွာဟားချက်ကိုပါကျွန်တော်တို့ဒီစစ်တမ်း၃ချက်အနေနဲ့စမ်းစစ်တဲ့နေရာမှာအဓိကကျွန်တော်တို့ဘာကိုတွေ့ရလာလဲဆိုတော့က COC ကိုအဲစစ်တီတော်ကျင့်ဝတ်ပေါ့လေအဲစစ်တီတော်ကျင့်ဝတ်ကိုတို့အထက်နိုင်ဆုံးဟာလိုက်နာကျင့်သုံးတာတွေ့ရတယ်ဒါကိုတက်တည်ပြတဲ့ချက်ကဒီ ဆရာနိုင်ရှင်စန့်ကြီးလမ်းလကိုင်းအင်အားစုတွေပါဝင်ပတ်သက်တဲ့ case တွေပြတ်မှတ်အမျိုးအစားတွေကိုခွဲခြားတဲ့နေရာမှာလဲကျွန်တော်တို့စစ်ရေးနဲ့ဆက်ဆက်တဲ့ပြတ်မှတ်တွေကိုဒါတို့အများဆုံးလုပ်တယ်ဟိုတချို့အဲကိစ္စတွေမှာတော့ဒီအခြေသားဖြစ်စဉ်နဲ့ပတ်သက်တဲ့ကိစ္စတွေကျွန်တော်တို့ရှိခဲ့တယ်ပေါ့ဒီတန်းပါကျွန်တော်တို့စစ်တမ်းဒီဘသူဘသူ့အမှာနှစ်နာစီခြင်းနဲ့အနေနဲ့ကျွန်တော်တို့ရေးတာမဟုတ်ဘူးကျွန်တော်တို့မြင်းမြန်မာပြည်သူလူထုအဲနှစ်နာနေတဲ့ အခြေအနေတွေကိုအဲနိုင်ငံမှာရှိတဲ့သူတွေသိအောင်တို့ကျွန်တော်တို့ဖော်ထုတ်တာအာနောက်ပြီးတော့ဒီစစ်တမ်းတွေတစ်ချိန်ကျွန်တော်တို့အာတရားမျှတမှုပြန်လဲပေါ်ဆောင်ရေလုပ်တဲ့ချိန်မှာမြေသူကကျုံးလွန်သည်ဖြစ်စေအာထိုက်တန်တဲ့ခုနကအာသူတို့ ਨੇ အဲကျုံးလွန်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုရှိအောင်ဆိုတဲ့စဉ်းစားချက်မျိုးနဲ့ကျွန်တော်တို့လုပ်တာပေါ့၆လအတွင်းစုဆောင်ခဲ့တဲ့အချက်လက်တွေအရလက်နက်ကင်တွေဆက်ဆက်ပြီးအရသားတွေကိုပြစ်မှတ်တာတိုက်ခိုက်မှုတွေမှာစကိုင်းတိုင်းကအများဆုံးဖြစ်ပြီး ရန်ကုန်နဲ့နေပြည်တော်ဟာဒုတိယအများဆုံးဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီထိန်းချုပ်ထားနိုင်နေဆိုတဲ့ဒေသတွေမှာလည်းမြေပြင်အခြေအနေအရတရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့နေတာကိုတသက်ပြနေတယ်လို့လည်းဆိုပါတယ်။